လုံးမဲမင်္ဂလာပါဗျာဒီမှာကျောင်းမရှိတွေမြောက်ပေးခြင်းတဲ့ဗီဒီယိုဖိုင်လေးကကျွန်တော်တို့မကွေးတိုင်းမင်းဘူးခရိုင်ဆလင်းမြို့မှာဆိုရင်ကျွန်တော်တို့က၁၀တန်းကျောင်းသူလေးတယောက်ကိုစနေတန်းကျောင်းသား၄ယောက်ကအာရမပြုခြင်းနဲ့တရင်ကျောင်းရလေးပဲဖြစ်ပါတယ်ဒီဖြစ်စဉ်လေးကတော့ကျွန်တော်တို့ဆယ်လပိုင်း23ရက်နေ့မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ် ဖြစ်စဉ်လေးရဲ့အချင်းကျုပ်ကတော့ကျွန်တော်တို့ဒီမိန်ကလေးကဆိုရင်တန်တန်းចောင်းသားသူချစ်သူកောင်းလေးကဆိုရင်ဝင်းနေပွဲရှိတယ်ဆိုပြီးတော့ခေါ်ဆောင်သွားပြီးတော့မှဒါသူ့ရဲ့အပေါင်းအဖတငယ်ချင်း၃ယောက်နဲ့ဆယ်တန်းចောင်းသူလေးကိုအထမပြုကျင့်ပြီးတော့ကျွန်တော် Telegram Channel တွေမှာဖြန့်ဝေခဲ့တာပဲဖြစ်ပါတယ်ဒီចောင်းရပြည့်စုံလေးကိုကျွန်တော်တို့လိုက်ပါကြည့်ရှုပေးပါအောင်နော် great dan ចောင်းသူကို great 12ចောင်းသား၄ယောက်ကနေပြီးတော့အသင်းအားမှကျွတ်ချင်းမှုဖြစ်ပွားခဲ့ပါတယ်ဖြစ်ပွားတဲ့နေရာတော့23ရက်နေ့ဆိုတော့ဒီနေ့26ဆိုတော့3ရက်ကြာခဲ့ပါပြီပြီးဖြစ်ပွားတဲ့နေရာကတော့ဆက်လင်းမြို့မှာဖြစ်ပါတယ် 你这些没有，不如三岁来说了。了哦、你。 ပြုတ်ကျင်တဲ့ចောင်းသား၄ယောက်ထဲမှာတယောက်ကកောင်မလေးဒီအဲ့ great dan ចောင်းသူလေးရဲ့ជីសាအဲ့កောင်လေးကသူ့កောင်မလေးကိုငါတို့ဝင်နေပဲជីမလို့လိုက်ခဲ့ပါဆိုပြီးခေါ်တယ်ခေါ်တော့ធីធីဖះនីណាကိုခေါ်ရတယ်ခေါ်ရပြီးနောက်မှာកောင်လေးကកောင်မလေးကိုဖမ်းချုပ်လိုက်ပြီးသူ့ငယ်ရင်း၃ယောက်နဲ့ပေါင်းပြီးဖမ်းချုပ်လိုက်ပြီးတော့កောင်မလေးကိုប៉ារីយ៉ៃတယ်បាសက်ကိုអេតមេតាបាសက်អេតមេតាပြီးတော့សមីនិសែប៉ារីយ៉ៃတယ်ពីយ៉ាពីយ៉ាပြီးတော့သူ့ប៉ាឡៃតងငယ်ရင်းសុបောင်းឌីតតទូទាំង၃យ៉ាប់ទៅ4យ៉ាប់ប៉4យ៉ាប់ក៏តិលេះស៊ីអារម្មណ៍ជុចិនចាတယ်အဲ့ឆេងမှာតិយ៉ាប់ក៏ចាတော့កាមេរ៉ាနဲ့ဒီកောင်မလေးကိုអារម្មណ៍ជុចិនနေရ မှန်တဲ့ရကိုကင်မရာနဲ့မှတ်တမ်းတင်ထားတယ်။မှတ်တမ်းတင်ပြီးတဲ့နောက်မှာသူကတဲ့ရမှာအဲ့ဒီဗီဒီယိုဖိုင်ဒီမှာနေအကုန်လုံးထည့်ဝင်လိုက်တယ်။ကာမလေးကိုအတင်းအားမှတူးတင်ပြီးတဲ့နောက်မှာသူကအဲ့အတော့ကာမလေးကိုအထီးကြီးဖျားနာမှာပဲအဲ့တိုင်းမှာတက်ထားခဲ့တယ်ကာမလေးကသတိမင်ရောပြီးချန်ခဲ့တယ်။သူတို့ကတော့ဒီရက်ကတော့သူကဖုတ်ဖောက်ခါပြီးထွက်သွားတယ်။အဲ့ထွက်လက်ထွက်သွားပြီးတော့နောက်ထပ်ပါစစ်လဲဆိုတော့ကာမလေးကသတိပြန်လည်လာတယ်ပေါ့။သတိပြန်လည်လာပြီးတဲ့နောက်မှာသူ့မိဘတွေကိုအချိုးချောင်းဒီလိုအချိုးချောင်းသမီးဒီလိုဖြစ်ခဲ့တယ်ဆိုကြအောင်ပြန်ပြောတရတယ်။ပြန်ပြောတရတဲ့နောက်မှာမိဘတွေကဒီကောင်လေးကို GS ကအမှုဖွင့်ပြီးတိုင်လိုက်တယ်ပေါ့အမှုဖွင့်တိုင်လိုက်ပြီးတော့မာကဲတွေကဒီကောင်လေးလေးရောက်ကိုဖန်စီထိန်းသိမ်းလိုက်တယ်ဖန်စီထိန်းသိမ်းလိုက်တဲ့အခါမှာဒီကောင်လေးတွေရဲ့မိဘအောက်ထိန်းသူတွေကကောင်မလေးကိုမိဘတွေကိုအမှုချေးပေးဖို့ဆိုပြီး3900နဲ့ငွေသား3900နဲ့ညှိနှိုင်းကြပါတယ်လက်ရှိအမှုကတော့ဒီထိန်းမှာရက်နေပါတယ်နောက်ဆက်ဘာဖြစ်မလဲဆိုတာကတော့မသိသေးပါဘူးအဆုံးထိနားထောင်ပေးတဲ့အထူးပဲကျေးဇူးတင်ပါတယ်ဒီကင်ကတော်တော်လေးဆိုးရိမ်မနေမှုတစ်ခုဖြစ်သွားခဲ့ပါတယ်မင်းဘူးခိုင်ဆလင်းမျိုးရဲ့ထပ်တစ်ကြောင်းမှာပညာသင်ကြားနေတဲ့ great dan ကျောင်းသူကို Great Way ရဲ့သူ့ကြီးစားတဲ့တငယ်ချင်းစုစုပေါင်း၄ယောက်ကအုတ်ဆုလက်ဖွဲ့ပြီးမရင်းချင်တာကိုဗီဒီယိုရဲ့ဗီဒီယိုတော်မှာ Telegram မှာဖြန့်လိုက်ပါတယ်လို့ကြားခဲ့ပါတယ်။ကျောင်းသူကိုသူ့ကောင်လေးကမွေးနေ့ရှိရဆိုပြီးတော့ဖျားဖို့ခေါ်ရတယ်။ဖျားဖို့မှလည်းအရက်စုတော့ပြီးတော့ကောင်မလေးဝိုင်းမရင်းချင်လိုက်ကြတယ်။ချင်းတော်မှာကြီးစားလုပ်တဲ့ကောင်မကကောင်မလေးကိုလှုပ်လို့မရအောင်လေပင်းညှစ်ပြီးတော့တခြားလူတွေကိုဆက်ဆံခိုင်းတာတော့တော်တော်လေးခံပြင်းစရာပါ။ကံကောင်းကျင်တော့ကောင်မလေးရမတည်ဘဲနဲ့ပေါဝင်းကြီးရောအကူကြီးတောင်းဆေးကိုရောက်သွားတယ်။ကျွန်တော်ဒီလိုမျိုးဖြစ်ဖြစ်မျိုးစင်တူတာတစ်ခုပြောပြပါမယ်။အတိတ်တငယ်ချင်းတွေကပေါ်ပြမှတရားပါ။ ူကမိန်းလေးဆိုတာစိတ်ဆိုးစိတ်ခုတာနဲ့ပေါင်းရတာခက်တယ်ဆိုပြီးတော့ယောက်ျားလေးတငယ်ချင်းရောပဲအတိကတ်ထားပေါင်းပါတယ်။ဒီချင်တော့သူတို့တညမှာဘာဟုတ်သွားကြတယ်။ဘာဟုတ်သွားတောင်းရင်းနဲ့မူးကြတယ်။အဲ့ဒီမှာဘောပြမလေးကသူတငယ်ချင်း၃ယောက်ကသူ့ကိုမင်းကျင်းပလိုက်တယ်။ပြဿနာကတော့မစင်မကျင်လို့ဖြစ်သွားတာပေါ့ဗျာ။ဒါပေမဲ့ဒီလိုမျိုး case တွေကကိုကဒီချင်းမျိုးဖန်တီးရလားအခွင့်အရေးမရခဲ့လို့လားဆိုတာနှမျိုးရှိပါတယ်။ကိုခွင့်ရမရခဲ့တာတော့ကံကြောင်းတရားပေါ့အခြေအနေဖြန်တီးတယ်ဆိုတာဒီလိုမျိုးဖြစ်နိုင်တဲ့အခြေအနေတွေကိုတိတိနဲ့ဝင်သွားတာပါငါတငယ်ချင်းငါကောင်လေးတို့ငါယုံတယ် ီလိုမျိုးအခြေအနေမှာလူငယ်တွေနဲ့အရက်တောက်စားလိုက်တာပို့ပြီးတော့ဆိုးသွားပါတယ်ဒီတိုင်းပဲဘာမှမတောက်စားဘဲနဲ့မရိမှုဆိုလို့ရှိရင်တော့ဆယ်ပန်းဆိုင်ရချွေရနေတာလားတခုခုပေါ့တောက်စားပြီးတော့လူမျိုးပြုတ်မှုတာကြတော့ဘေးကနေပြီးတော့ပေါ်လဲရှိနေပြီလူကစိတ်ကိုအရန်တကြွနေပြီးကောင်းနေတာလူငယ်ဖြစ်တာနဲ့တူအကျိုးသက်ကိုဘာမှမစဉ်းစားမစဉ်းစားပြီးတော့ဒီတော့နောက်ထပ်လင်းနာတရားတွေမှာဖြစ်အောင်မိန်းကလေးတွေအနေထိုင်အတူယူရာရစင်ကျင်တဲ့လို့ယုံကြည်ရဆိုတာကခုခုကောင်းဝယ်ဖို့အဓိကထားနေပါတယ်ဖြစ်သွားတဲ့ပြုမှုကခဏလိုကလေးတယောက်ကိုတော့ရှေးဆောင်လမ်းပြအနေနဲ့အပြင်းထန်ဆုံးအရေးယူတယ်ပါတယ် ျွန်တော်ကြားခွင့်နိုင်ငံတကာနိုင်ငံမှာပေါ့တော့သူကမရင်းကောင်တွေကိုဟော်မုန်းတွေထိုးပြီးတော့အချောင်းစိတ်ဖြစ်သွားအောင်လုပ်ပြီးတော့မရင်းမှုကတေးတယ်ဆိုတာအဲ့လိုမျိုးဘဝကြီးနဲ့ယာတက်ပံတတကြွကြသွားတာနောက်ထပ်ကျူးလွန်တွေလို့ကညှော်နေနေပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံတော်ဒီလိုမျိုးကိစ္စတွေကိုအရေးကြီးပြုတင်ပါတယ်ဝေးတိုင်းဆလင်းဘက်မှာတဲ့မင်းကလေးက10တန်းနောက်ကြလေးက12တန်း အဲ့ဒါကိုမွေးရဘရှိတယ်ဆိုပြီးတော့လှမ်းခေါ်တော့ကောင်မလေးကလက်သီးဗီဇာခေါ်တယ်ဆိုတော့ယုံပြီးတော့လာတာပေါ့ဒီလက်ကြောင်အဲ့ဒီမှာမွေးနေပေါ်မှာစားကြတော့ကြရင်လည်းကောင်မလေးကမူးသွားတာပေါ့အရက်မူးသွားတာပေါ့အဲ့ဒါကိုအဲ့ဒီခုနသီးဗီဇာ12တန်းနောက်12တန်း3ရောက်ကိုပါအဖို့ခေါ်ပြီးတော့အဲ့ဒီကလေးကိုမတင်းကျင်ရတယ်အဲ့ကောင်မလေးကြီးစားသူတို့အသက်ရွယ်နဲ့မလုပ်ရဲတာပြောပါတယ်အဲ့ဒါကျင့်ပြီးတော့သူ့ရီစာသူ့ကိုလည်းပြင်ညာတာပြည်တယ်တဲ့ကျန်တဲ့ကောင်ကကျင့်တဲ့ကောင်ကကျန်နောက်တဲ့ကောင်က ဲ့ဒါကိုဗီဒီယိုရိုက်တယ်ဗျ။ဖုန်းနဲ့ဗီဒီယိုရိုက်ပြီးတော့ live ပေါ်မှာ Telegram မှာတင်တယ်တဲ့။ကြည်စမ်း။ရှက်ဆက်ရှုံးမှာတလူရုံမှာနော်။ចောင်းသားတွေကចောင်းမှာလည်းဆ iam မတွေကမဆုံးမရဲဘူး။နော်။သူတို့ကလေးတွေကိုနည်းနည်းထိများများကြီးကန်းတွေလိုဝိုင်းထိုးကြလို့။အိမ်မှာလည်းသူတို့ကမဆုံးမ။ចောင်းမှာလည်းသူတို့ဆုံးမတာကိုလည်းဟိုចောင်းမှာလည်းဆ iam မဆုံးမတာကိုလည်းသူတို့ကလက်မခံဆိုတော့အဲ့ကလေးတွေက မိမဆုံးမဖားမဆုံးမဘလူးမဆုံးမတွေအကုန်ဖြစ်ကုန်တော့ရိုင်းရင်တိုင်းရိုင်းတာသူများသားပြုတ်သမီးပြိုလေးကိုနော်အဲ့ဒါအခုဖမ်းထားပြီတဲ့အဲ့ဒီဗီဒီယိုရိုက်တဲ့ကောင်တွေရောမတင်းကျင်းတဲ့ကောင်တွေအကုန်လုံးလေးယောက်စလုံးဖမ်းပြီးတော့နင့်နာတဲ့မိန်းကလေးကတတိတွေမိမျောပြီးတော့နေသူတို့ဆက်ပြုတ်ကိုညာကြီးပေါ့သူတို့စိတ်ကြိုက်လို့ပြီးတော့အဲ့ဒါသူလည်းတတိပြန်ရလာတဲ့အချိန်နဲ့ကြာအောင်လက်ရလေးလှမ်းခေါ်တယ်တဲ့ သူ့ကိုကဲဖို့ပြီးတော့အခုတော့ဆိတ်ဥတက်နေရတယ်ကြအကောင်မလေးကအဲ့ဒါအခုရဲစခန်းကနေပြီးတော့ကာယကံရှင်မင်းကလေးရဲ့မိဘတွေနဲ့ဒီကောင်လေးဒီဘက်ကနေဟိုမမတိုင်ကြဖို့အမှုမဖွင့်ဖို့3900နဲ့ညှိတယ်တဲ့နော်ကျေးဇူးလားပတ်စံ3900နဲ့ဒီတော့တော့အချက်တခွအကျိုးနဲ့ဖြစ်နော်တော်တော်လူစိတ်တွေမရှိကြတော့ဘူးနော် စာသင်ကျောင်းတွေမှာလည်းလူစာသင်ကျောင်းကခလေးတွေတောင်ဒီလိုဖြစ်ပါတယ်ဆိုတော့ရက်ကွက်ထဲမှာစင်းနာစင်းစားကြည့်တော့မျိုးတို့ရေကိုမွေးထားတဲ့ကိုသားသမီးလေးတွေကိုမစီအောက်ကအပြောင်းမခံကြပါနဲ့လို့ထက်ချက်မခွာကြည့်ကြပါလို့နော်အခုမြင်နေရတာ14နေ့တည်း15နေ့တည်းလည်းမင်္ဂလာဆောင်တယ်အဲ့ဒါတွေကိုဘာဖြစ်လို့ခွင့်ပြုကြတာလဲလို့မိဘတွေကလည်းနော်သူတို့အရွယ်ကမင်္ဂလာဆောင်ရမယ့်အရွယ်မှမဟုတ်သေးတာအကြောင်းနေရမယ့်အရွယ်အကြောင်းတက်ရမယ့်အရွယ်လေးတွေကိုမိဘတွေကလည်းခွင့်ပြုတယ်လိုင်းမော်လည်းတင်ကြတယ်အဲ့တော့ ော့တင်ကြတော့အတူမြင်တတ်သည်အဲ့ဒါသူတို့တော့ယူသေးတာပဲငါတို့ရောယူလို့မရဘူးလားဆိုတော့အတိတွေရောမပေါ်ပေါက်လာဘူးလားလို့နော်အဲ့ဒါကိုစိတ်တွေပူရင်းနေလေးလိုက်တာလို့သူများမင်းကလေးတယောက်ကိုဝိုင်းပြီးတော့လောက်တော့အိုးစကွေးတော့မတွေ့ရဘူးအဲ့ကြားတော့တယ်လီဂရမ်နေပြီးတော့တော့ line ပေါ်တင်နေတယ်ကျန်းကဲအချက်ခွဲတာဗောဒါသူတို့တော့တဝတစ်ပြက်လောက်သွားသေးတယ်အချက်လဲခွဲသေးတယ်เนาะဒီလိုခလေးမျိုးဘယ်လိုမျိုး အပြစ်ဒဏ်တွေတော့ပေးရမလဲဆိုတော့စဉ်းစားမစဉ်းစားရဘူးကိုသားသမီးလေးတွေကိုဂရုစိုက်ကြပါလို့နော်ဟုတ်ကဲ့ကျွန်တော်ပြပိုင်းလေးကဒီလောက်ပါခင်ဗျာဒါတော့မကွေးတိုင်းမင်းဘူးခရိုင်ဆလင်းမြို့မှာဖြစ်သွားခဲ့တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီပြစ်စင်ကတော့တော်တော်လေးဆိုးွားပါတယ်သားသမီးရှိတဲ့မိဘအတိုင်းကိုယ့်ရဲ့သားသမီးတွေကိုဒါဒီဗီဒီယိုပိုင်းလေးကြည့်ပြီးတော့တုံတင်ဆုံးမဖို့တော့လူတယ်ကျွန်တော်တို့သမီးမွေးထားတဲ့သူတွေကလည်းသမီးမိန်းကလေးမွေးထားတဲ့အလျောက်သားမွေးထားတဲ့သူတွေကလည်းသားမွေးထားတဲ့အလျောက်ကိုသားသမီးတွေကိုဆုံးမဖို့တော့လူပြီပေါ့နော်ဘာဖြစ်လို့ဆိုဒီရက်ပိုင်းမှာဖြစ်တဲ့ဖြစ်စဉ်တွေအရဆိုရင်ကျွန်တော်တို့က လူတက်မှုတွေဖြစ်တယ်နောက်ကတော့ကျွန်တော်တို့ဒီဖြစ်စဉ်တွေဖြစ်တယ်ဆိုတာအခုရက်ပိုင်းမှာဆိုတော့အသက်ငယ်ရွယ်တဲ့သူတွေအသက်18နှစ်မပြည့်သေးတဲ့လူငယ်တွေဖြစ်လာတာကိုအများအားဖြင့်တွေ့ရတယ်ပေါ့နော်ဒီဖြစ်စဉ်တွေကတော့တော်တော်လေးမှဆိုးရွားတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်တမိမိန်ကလေးမွေးထားတဲ့သူတွေကလည်းကိုယ်တမိတီကိုဒီလိုမျိုးဖြစ်စဉ်တွေကိုနမူနာထားဥပမာပြပြီးတော့ဒီလိုမျိုးတွေမဖြစ်အောင်မို့လို့လမ်းမမရောက်အောင်သူတင်ဆုံးမရမယ်ပေါ့နော် နောက်ပြီးွားလို့ရင်ကျွန်တော်တားယောက်ကြားလေးမွေးထားတဲ့မအီဒီအနေနဲ့လေ ကိုကတော့တားမွေးထားတယ်ဆိုပြီးတော့လည်းမဆုံးမပဲမหนีလို့မရဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကကိုရဲ့တားယောက်ကြားလေးကြီးလေသူများတားမျိုးသမီးမျိုးတွေကိုဒါတော့ဒါအချိန်မတန်မဲ့မယူပါသေးပဲနဲ့ဒီလိုမျိုးကိစ္စတွေမလုပ်ဖို့အတွက်ကိုဒီလိုမျိုးတွေလုပ်ပြီဆိုရင်ပြစ်မှုတွေဘလောက်ထိကြီးမြောက်ကြောင်းကိုအဲဘလောက်ထိကြီးချောင်းကိုကျွန်တော်တို့ကပြောထားဖို့လိုတယ်ဗျ။အခုဒီလိုမျိုးဖြစ်တဲ့ဖြစ်စဉ်တွေအားဆိုရင်ကျွန်တော်တို့ကရက်သေစာတောက်စားတယ်နောက်ပိုင်းစေးဝါးတွေတုံးဆွဲပြီးတော့ဖြစ်တာတွေများတယ်ပေါ့နော်။အခုခေတ်မှာကကျွန်တော်တို့ကဖုန်းတွေကလည်းအရန်ကိုပေါများလာတယ်နဲ့အလျောက်ကျွန်တော်တို့ line body မှာမဟုတ် တဲ့ဇကားတွေကိုကြည့်ပြီးတော့ဒီကလေးတွေအားဆိုရင်အတုမြင်အသက်တင်လာကြတယ်ပေါ့နော်အခုဖြစ်စင်အားဆိုရင်ကျွန်တော်တို့ဘလို့ပုံစံနဲ့အလားတန်တူလဲဆိုတော့ကျွန်တော်အိန္ဒိယဇကားတွေနဲ့အလားတန်တူတယ်ပေါ့နော်အိန္ဒိယဇကားတွေတဲမှာဆိုရင်လည်းဒီလိုမျိုးចောင်းသူတယောက်ထဲကိုចောင်းသား3-4ယောက်လောက်ကဒါအာရမပြူးခြင်းနဲ့ဖြစ်စင်နေဆိုတာကကျွန်တော်အိန္ဒိယဇကားတွေတဲမှာကျွန်တော်တို့ကပညာပေးအနေနဲ့ခဏခဏရိုက်ကူးတာတွေ့ရတယ်ပေါ့နော်ဒီလိုဖြစ်စင်နေတာဆိုရင်ဒါ တော်တော်လေးများဒါဆိုးွားတယ်ပေါ့နော်ဒီလိုလူငယ်တွေကိုလက်ဒါကြီးလေးတဲ့ပြစ်ဒဏ်ပေးဖို့တော့တင့်တယ်ဘာဖြစ်လို့လဲဆိုတော့ကနောက်လူတွေလည်းဒီလိုလူတွေကိုကြည့်ပြီးတော့ဒါနောက်လိုက်မလုတ်ရဲအောင်ပေါ့နော်ဒီလိုလူတွေကိုဒါဒါလှုပ်ပေးလိုက်မယ်ဆိုရင် နောက်လူတွေလည်းပို့ပြီးတော့ဒါဆိုးွားလာမယ်ပေါ့နော်ဒါကတော့တမီးမွေးထားတဲ့မိဘတွေအနေနဲ့ပို့ပြီးတော့တတိထားမယ်အကြောင်းအရာလေးပဲပေါ့နော်သူဖြစ်စဉ်တွေကိုကြည့်ချင်းအားဖြင့်ဒါမိန်းကလေးဟာလည်းသူ့ရဲ့ရည်စားကိုယုံကြည်ပြီးတော့လိုက်သွားတယ်ပေါ့နော်ကျွန်တော်တို့လူကောင်းနေရင်ကတော့ဘာမှမဖြစ်ဘူးဆိုပေမဲ့အရက်သေးစာတောက်စားပြီးွားတဲ့အချိန်မျိုးမှာသူတို့ရဲ့စိတ်တွေအားဆိုရင်ကျွန်တော်မကောင်းတဲ့ဘက်မှာကျွန်တော်60ရာ ိုင်းတော့ဖြစ်နေရတယ်တွေ့ရတဲ့ကြောင့်မို့လို့ကျွန်တော်ကိုယ့်ရဲ့ဒါဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်ပေါ်မှာလေဒါအမှားအမှန်ကိုမစင်စားတော့ဘဲနဲ့ဒီလိုအချိန်မှာသူတို့ရဲ့စိတ်ခံစားချက်ကိုဦးစားပေးပြီးတော့လှုပ်လိုက်တာပေါ့နော်ဒါကြောင့်မို့လို့ ကိုယ့်ရဲ့တာသမီတွေထဲမှာဒါမှငငယ်ရွယ်နဲ့အရက်သေးစားတောက်စားတဲ့ကလေးတွေရှိနေတယ်ဆိုရင်အများဆုံးဆုံးမဖို့တော့လိုပါတယ်ပေါ့နော်။ဘာဖြစ်လို့ဆိုအခုဖြစ်သွားပြီဆိုရင်ပြုချင်းတဲ့သူတွေလက်ထာကြီးလေးတဲ့အပြစ်ဒဏ်ခံရမလို့ဒါပြုချင်းခံရတဲ့မိန်းကလေးအနေနဲ့လည်းတဘောအားလုံးသူ့ရဲ့အရှက်သူ့ရဲ့တိတ်ခါသူ့ရဲ့ဘလို့မဟုတ်တာအဖက်ဆယ်လို့မရတော့ဘူးပေါ့နော်။ဒါကြောင့်မို့လို့ဒီလိုဖြစ်စဉ်တွေကိုနမူနာယူပြီးတော့ အမီမိန်းကလေးမွေးထားတဲ့မိဘရဲ့အနေနဲ့လည်းကိုသားသမီးတွေကိုဆုံးမသွန်သင်ကြပါဒီလိုမျိုးအမားမျိုးတွေမရောက်အောင်ဒီလိုမျိုးလူစိတ်မရှိတဲ့သူတွေရဲ့လက်ထဲကိုမရောက်အောင်မို့ဒါဆုံးမဖို့တော့လိုတယ်ပေါ့နော် ျွန်တော်ကဒီ business အနေနဲ့ပတ်သက်ပြီးကျွန်တော်မိတ်ဆွေတွေကိုဒါတည်ပေးတဲ့အနေနဲ့တင်ဆက်ပေးခြင်းပဲဖြစ်ပါတယ်ဒါကတော့တော်တော်လေးမှဆိုးွားတဲ့ဖြစ်စဉ်လေးလို့ပြောလို့ရတယ်ဗောနော်ကျွန်တော်အရသားတွေလည်းမဟုတ်ဘူးចောင်းသားတွေကိုယ်တိုင်ကလောက်တာเนาะနောက်ပြီးအသက်မပြည့်သေးဘူး12တန်းဆိုတာကဒါအသက်ပြည့်မဲ့ကလေးတွေလည်းမဟုတ်သေးဘူးဒီ10တန်းဆိုတဲ့ main clear ဆိုရင်လည်းသူရှိ16လောက်ပဲရှိရုံမနော်ဒါကြောင့်မလို့ဒီလိုဖြစ်စဉ်မျိုးတွေဒါနောက်မဖြစ်အောင်မလို့ဒီလိုပြုတ်ကျင့်တဲ့သူတွေကိုတော့ဒါကြီးလေးတဲ့ပြစ်ဒဏ် အချမှတ်ပြီးတော့ကျွန်တော်အများပြည်သူသိအောင်တော့ဒါချပြတဲ့နေလူတို့ထင်ပါတယ်ဗျဟုတ်ကဲ့ကြီးစုအပြည့်မြတ်တော့ချင်းကြရလဲကျွန်တော်ဒီနေ့အထူးပဲကြီးစုတင်ပါတယ်ကိုယ့်ရဲ့သားသမီးတွေကိုလည်းဒီလိုမျိုးအမားမျိုးတွေမမားအောင်မို့ဒါအမြဲတမ်းသူနေဆုံးမကြပါဘူးလို့ကျွန်တော်ဒီနေ့တိုက်တွန်းချင်းကျွန်တော်ဗီဒီယိုပိုင်းလေးဒီမှာပဲဆုံးသက်လိုက်ပါတယ်နော်